မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့ရဲ့မင်္ဂလာပါနော်မမနွေဦးရဲ့နွေဦးစတอรี่ channel ကနေပြန်လဲကြိုဆိုပါတယ်ဒီနေ့မမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးရဲ့အတွက်ရွေးချယ်ထားတဲ့ပုံမြင်လေးကတော့ပုံနာ6ရောက်ဆိုတဲ့ပုံမြင်လေးပဲဖြစ်တယ်ကဲမမနွေဦးရဲ့လက်သက်ဆက်ဆိုင်လေးတို့လည်းပုံမြင်လေးနှထောင်ဖို့အဆင်သင့်ဖြစ်လောက်ပြီလို့ထင်တယ်နော်အဲ့ဒီတော့ပုံမြင်လေးစားလိုက်ကြမေးပုံနာ6ရောက် တခါကမျက်စိမမြင်ရတဲ့ပုံသား6ယောက်ဟာအရာရာသောအမှုကိစ္စတွေမှာကျွမ်းကျင်လိမ္မာခြင်းနဲ့ဆိုပြီးစင်ရဲ့ပုံသဏ္ဍာန်ဟာဘယ်လိုရှိလဲဆိုတာသိရအောင်စင်တကောင်ကိုစမ်းသပ်ကြလေတယ်ပထမပုံသားကစင်ရဲ့ကျဲဝန်းတဲ့နှစ်ပေကိုစမ်းမိပြီးတော့စင်ဟာအုံနေရန်တတိုင်းနဲ့တူတာပဲလို့ပြောတယ်ဒုတိယပုံသားကတော့အဆွဲကိုစမ်းမိပြီးစင်ဟာချွတ်မှုတယ်လုံးလဲလုံးတယ် ခြုံတက်တဲ့အစွမ်းလည်းရှိတယ်။ဒါကြောင့်ဆင်းရဲတတဟာလှန်တန်တဲ့သူတွေလို့ပြောတယ်။တတိယပုံနာအလဲရောက်တော့ပျော့ပြောင်းလွန်ပြီးတွန့်နေနေတဲ့ဆင်းရဲနှမောင်းကိုကိုင်းမိပြီးအလိုဆင်းဆိုတာမွေလူမျိုးပါလားလို့ဆိုလိုက်တယ်။သရုတ်ထပုံနာကတော့ခြေထောက်ကိုဆမ်းမိပြီးဆင်းဟာ အမှန်အားဖြင့်ကျွန်းနိုင်ကြီးနဲ့တူတာပဲလို့ဆိုလိုက်တယ်။ဒီလိုနဲ့ပြစ်စမပုံနာ အလဲရောက်တော့ ဘညာလှုပ်ရမ်းနေတဲ့ဆင်ရဲနေရွက်တွေကိုစမ်းမိပြီးဆင်ဟာမင်းတို့လေဦးပြောတယ်လို့မဟုတ်ဘူးဆင်ဆိုတာရက်တောင်နေတာတူတာလို့ဆိုပြန်တယ်ဒီလိုနဲ့နောက်ဆုံးဖြစ်တဲ့ပုံနာကလည်းဆမ်းရင်လျှောက်တော့တော့အမိကိုကြိုက်မိတယ်ပြီးတော့ဒီခုလိုဆိုလိတယ်မင်းတို့အားလုံးမှားတယ်ဆင်ဆိုတာကျိုးနေတာတူတာကွလို့ပြောလိတယ်ပုံမြင်လေးကတော့ဒီမှာပဲပြီးဆုံးသွားလိတယ် မမနွေဦးရဲ့လေးသက်ဆက်ချမ်းလေးတို့ရေဒီပုံမင်းလေးစီကနေတင်ယူရမယ့်သင်ခန်းစာကတော့ဘယ်ရမဆူကိုပကမှန်တယ်လို့ထင်ရပေမဲ့သူ့အမြင်နဲ့ဆိုမှားရင်လည်းမှားနေတတ်တယ်ဆိုတာပဲဖြစ်တယ်။အဲဒီတော့မမနွေဦးရဲ့လေးသက်ဆက်ချမ်းလေးတို့လည်းဒီပုံမင်းလေးစီကနေသင်ခန်းစာကောင်းကိုရရှိလိမ့်မယ်လို့မျှော်လင့်ပါတယ်နော်။မမနွေဦးရဲ့လေးသက်ဆက်ချမ်းလေးတို့လည်းအနာဂတ်မှာအကြောင်းအကျိုးအကောင်းအဆိုးကိုဝေဖန်ပတ်ချနိုင်တဲ့ပညာရှိလူတို့လူကောင်းလေးတွေအဖြစ်နဲ့နေတဲ့တိုင်းရဲ့ လှပတဲ့ဆန်ရှိုင်းလေးတွေဖြစ်ကြပါစေလို့မမနွေဦးကနေစုမုံကောင်းတောင်းလိုက်ပါတယ်နော်ဒီတော့စိတ်မဆဆရာကောင်းပြီးအသိပညာဗဟုသုတတွေတိုးပွားစေမယ့်ပုံမြင်အသစ်တွေကိုမမနွေဦးရဲ့ New History Channel ကနေနေ့စဉ်မြန်မာစံတော်ချိန်ညနေ9:00နာရီတိုင်းမှာတက်ဆက်ပေးလျက်ရှိပါတယ်နောက်ထပ်ပုံမြင်အသစ်တွေတင်ဖို့ရာမမနွေဦးအတွက် အားဖြစ်စေတဲ့ Like and Subscribe လေးလောက်ထားပေးပါလို့တောင်းဆိုပါတယ်နော်ပြန်ဆုံကြမယ်နော်